ကျမရဲ့မိတ်ဆွေများအလုံးမင်္ဂလာပါရှင်။ရဝေးရဲ့နေရာနေကျမကိုချစ်ခင်အားပေးကြတယ်၊ယုံကြည်အားပေးကြတယ်၊ခုနှစ်ရဲ့သားသမီးများအလုံး၊ရှစ်နေခွာသားသမီးများအလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ကြီးချမ်းသာခြင်းတွေနဲ့ပြည့်စုံနေကြပါစေရှင်။ခြောက်လာပိုင်းတွေအင်္ကာသားသမီးများတွေတနစာအကောင်အဆူများကိုမျှဝေလမ်းညွှန်ဟောပြောပေးသွားမှာဖြစ်ပါတယ်။ကျမရဲ့ဗီဒီယိုလိုက်ကလေးကို အိမ်ကသားသမီးများရှိနေမယ်ကြည်နေတယ်ဆိုလို့ရှိရင်တော့အစာဆုံးလေးကြည်ပေးသွားပါကျမအနေနဲ့မိတ်ဆွေတို့ရဲ့အကျိုးကိုလိုလားတော့ကြောင့်အသေးစိတ်ကလေးနန်းညော်အကြံပေးသွားမှာဖြစ်ပါတယ်အိမ်ကသားသမီးများကဒီ6လပိုင်းမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့အလောက်ကိုင်းနဲ့ပတ်သက်ရင် အလုတ်ပြောင်း နေရာပြောင်းပြီးအထူးကောင်းပါတယ်အဲ့တော့ကိုသွားခြင်းတဲ့နေရာတွေကိုလိုခြင်းတဲ့နေရာတွေအင်တာဗျူးဖြေဆိုတာတွေကိုလျှောက်ထားတဲ့အလုတ်တွေရရှိတတ်ပါတယ်ဘုရားဘူးသားသမီးအင်္ဂါသားသမီးများမိမိတို့ရဲ့သားသမီးဇနီးသားသမီးများနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာတွေဂုဏ်ယူစရာတွေ တည်င်းကောင်းနေအဆက်မပြတ်ဇာယတ်တပါအဲ့တော့ဒီ6လပိုင်းမှာဆိုရင်မိမိတို့ရဲ့လုပ်ငန်းမှာအောက်လက်ငယ်သားတွေညာစွာ အကျိုးကျေးဇူးသူတို့အတွက်ရရှိတတ်ပါတယ်အောက်လက်ငယ်သားနဲ့ပတ်သက်ပြီးတော့လေခံစားရတတ်ပါတယ်အဲ့တော့အောက်လက်ငယ်သားမိမိပေါ်မှာအကျိုးပြုတာ နှစ်ဦးနှစ်ဖက်စေတနာမေတ္တာတွေနားလည်မှုရှိတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။အင်္ဂါသားသမီးများဘာသာရေးနဲ့ပတ်သက်တဲ့ကိုယ်ပွဲစရာပုံတော်တွေလည်းဝင်လာတတ်ပါတယ်။ဖျားဘူးခရီးတွေလည်းထွက်ရတတ်ပါတယ်။နောက်တစ်ခုအင်္ဂါသားသမီးများဘာသာရေးပစ္စည်းတွေဝင်မယ်၊ရွှေဝင်မယ်၊ရဝေးရဧည့်သည်အင်ုံရောက်လာတတ်တယ်။အဝတ်အထည်တွေ လက်ဆောင်ရရှိတတ်ပါတယ်။သုံးပတ်အတွင်းမှာဝင်လာတတ်ပါတယ်။ပိုကောင်းတာကမိမိတို့ကဘာလီပြောပြောဘယ်နေရာတော့တော့လူချစ်လူခင်ပေါ်များတတ်ပါရဲ့မျက်နှာဝင်လန်းတတ်ပါတယ်။ကိုပြောဆိုတဲ့စကားကြီးအောင်မြင်တတ်ပါတယ်။အဲ့တော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အကြံစီ အောင်မြင်တတ်တဲ့အချိန်ကာလတစ်ခုဖြစ်ပါတ ိမိတို့အနေနဲ့ရဲရဲတင်းတင်းနဲ့စောင်ရွက်ပြောဆိုဖို့ပဲလိုအပ်ပါတယ်။အင်္ဂါသားသမီးများဒီ6လပိုင်းမှာစကားပြောဆိုရအစအောင်မြင်တတ်ပါတယ်။နောက်တစ်ခုအနေနဲ့အင်္ဂါသားသမီးများမိမိတို့အိမ်မှာဧည့်သည်ဒါမှမဟုတ်ရင်ကိုဝင်ဆောင်အမျိုးသမီးမိမိရဲ့ဇနီးမယားကိုဝင်ဆောင်ရတာမျိုးတွေတာသမီးရေသနာ ဝင်လာတတ်ပါတယ်ဝမ်းသာစရာတည်င်းနေကြားရတတ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေအကျိုးကျေးဇူးအထောက်ပံ့ကောင်း ဖြစ်တာကဗုဒ္ဓဘုရားသမီးတွေကမိမိတို့ကိုအကျိုးကျေးဇူးအထောက်ပံ့ကောင်းနေပေးတတ်ပါတယ်ဘုရားဘုရားသမီးတွေနဲ့စက်တူစီးပွားတွေလုပ်မဆိုရင်လည်းအောင်မြင်တတ်ပါတယ်။အဓိကအင်္ဂါသားသမီးတွေရှောင်ရမှာနာမည်ထဲမှာတောက်ကြနန်းလေး အင်္ဂါနံနေနဲ့စက်တူစည်းဝါလုံးဝမလုံတင်ပါဘူးအဲ့လိုနေသားသမီးမျိုးတွေကိုရှောင်ဝါမှာဖြစ်ပါတယ်ဇီးသီးမစားပါနဲ့စိတ်ဓာတ်မစားပါနဲ့နောက်တစ်ခုအနေနဲ့ကကြတော့မိမိတို့အနေနဲ့အိမ်ချမ်းကြီးကိစ္စတွေမှာအနည်းအငယ်စိတ်တော့ကရောက်ပြီးတော့မှအောင်မြင်တတ်ပါတယ်အဲ့တော့အင်ချမ်းမြေတွေအင်္ဂါသားသမီးတွေအကျိုးဆောင်ကြီးရှိနေတယ်ဆိုရင်နည်းနည်းလေး စိတ်ရှိရှိထားပြီးတော့စကားပြောဆိုရင်အောင်မြင်တတ်ပါတယ်ပြောဆိုပြီးတော့မှကိုယ့်ဘက်ပါအောင်ပြောမယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်အစာပိုင်းမှာခက်ခဲပြီမယ်နောက်ပိုင်းမှာအောင်မြင်သွားတာကိုတွေ့မြင်ရတတ်ပါတယ်အဲ့တော့အိမ်ချမ်းကြီးကိစ္စနဲ့ပတ်သက်ရင်နည်းနည်းလေးပဲအခက်အခဲရှိပါတယ်ညာစွာအောင်မြင်မှုတွေရရှိတတ်ပါတယ်ဒါကြောင့်အင်္ဂါသားသမီးတွေကဒီလထဲမှာအိမ်တော်ကြီးတွေအချစ်ကြီးတွေလည်းကောင်းပါတယ် ရဝေးမှာရောက်နေတဲ့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်ကောင်ဘက်တွေနဲ့ပြန်လည်ဆုံစည်းရမယ့်ကာလတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကအင်္ဂါသားသမီးတွေအပြူလူပြူဖြစ်နေတယ်ဆိုလို့ရှိရင်အိမ်ကောင်ကြားလေးရှိပါတယ်။နှစ်ဦးသားနှီးဆက်ခွင့်နေရကြပါတယ်။မိဘညီကိုမောင်နှမတွေညနေသားပြေးခြင်းတွေခံရတတ်ပါတယ်။မိမိတို့အနေနဲ့အထူးဂရုစိုက်ရမှာက အနက်ရောင်လုံးဝမဝစ်ပါနဲ့အနက်ရောင်ဝစ်တဲ့နေ့စိတ်ညစ်ရတဲ့နေ့ဖြစ်ပါလိမ့်မယ်။ဒါကြောင့်မိမိတို့အနေနဲ့ကြိုက်ဝိုင်းဖျားမှာရေရာလေးလုပ်ပြီးပါကံမြင့်သွားအောင်။ဒါလေးကတော့ရွက်လာလေးညော့လေးကျွန်းကြာခိုင်ပန်းရည်ရွှေရင်အေးရည်ရက်ကလေးလေးအကုန်စီစဉ်ပြီးသွားရင်ကြိုက်ဝိုင်းဖျားမှာမိမိတို့ရဲ့ ဝင်းနံဖျားမှာတွားရောက်လှူဒန်းပေးရမှာဖြစ်ပါတယ်။ဝင်းနီလေးမှာလှူလဲရသလိုမိမိတို့ရဲ့အလုတ်ပိတ်ရက်မှာလှူလဲပြရပါတယ်။နိုင်ငံရဲ့သားမှာရောက်နေတဲ့လူ၊နေမှာရောက်နေတဲ့လူတွေကကြိုက်ဝမ်းဖျားကိုရည်စူးပြီးတော့လှူဒန်းကတ်လှူလို့ရပါတယ်။မိမိတို့အလုတ်နေရာအိမ်နေရာနေပြီးတော့ မိမိတို့အနေနဲ့အကျိုးပေးတဲ့အရာကတော့ရွှေရောင်အဝါရောင်ဖြစ်ပါတယ်။ကဲအင်္ဂါသားသမီးများစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနေနဲ့ပြည့်စုံပါစေ။စိတ်သွားတိုင်းကိုယ်ပါလူရဆန္ဒတွေလည်းပြည့်ဝနိုင်ကြပါစေရှင်။